အာနာသိန်းစစ်ကောင်စီရဲ့စီမံမှုတွေဟာပြည်လျံကြီးဖြစ်နေကြောင်းပို့ပို့ပြီးပြည်သာလာနေပါတယ်။အထူးသဖြင့်စစ်မျက်နှာအလုံးကို ဖွင့်ကစားပြီးဖင်မနိုင်ဘဲနဲ့ဘဲကြီးဟင်းစားနေတာတွေကိုမြောင်များစွာ တွေ့နေရပါတယ်။မရေပဲကျွဲပြဲစီးနေတဲ့ဖြစ်ကို ကြည့်ပြီးတော့ဇက်သိန်းခန်းကို မြင်နေရပါတယ်။ဒုတိယကမ္ဘာစစ်ဂျာမနီကဟစ်တလာက အကန့်တက်ဆိုတဲ့ပေါင်းကို နားမလဲပဲစိတ်မျက်နှာအားလုံးကို ဖွင့်လိုက်တာသူ့ဇက်သိန်းကို သူ့ဖာသာညီကုန်းချုပ်လိုက်ရတာပါပဲရှေ့မှာတွန်းထိုးပြီးစိတ်မျက်နှာတွေဖွင့်ရှေ့တန်းမှာအားတွေအတကုံထဲ့ပြီးနယ်မြေတွေကိုတိမ့်နိုင်ပေမဲ့နယ်မြေတွေကိုမထိန်နိုင်ခဲ့ပါဘူးအခုစစ်ကောင်စီကောင်းဆောင်တွေကလည်းထုံနီလကောင်ဖြစ်အင်တွေကို တွေ့နေရပါတယ်အာနာသိန်းနာကလွယ်ပါတယ် လက်နက်ရှိသူဖို့ပို့ပြီးတော့လွယ်ပါတယ်ဒါပေမဲ့ထိန်းရတာခက်ပါတယ်တင်းထားတဲ့အာနာကိုဘလို့ထိန်းမလဲဆိုတာ အတော်ခက်ပါတယ်တစောက်ကန်းစိတ်နဲ့ကြွဲပြဲစည်းခဲ့တဲ့အခါဗျယ်လျံကြီးတွေဖြစ်လာပါတယ်ဒါကိုပဲတက်ဆိုတာက စီးနဲ့စနစ်နဲ့လှုပ်တတ်တယ်ပလန်နဲ့လှုပ်တတ်တယ်လို့ထင်နေတာပေါ့အခုကကချထားတဲ့ပလန်တွေအတိုင်းလုပ်လို့မရတဲ့ကိစ္စပါ စစ်ကောင်စီရဲ့ control area တွေတဲမှာရှိမထားတဲ့ကိစ္စတွေအရာအလုံးကိုလက်နက်နဲ့ဖြေရှင်းလို့ရတယ်လို့ထင်နေတာသိမှာပါတယ်။အဲ့ဒီချက်ကပဲပြည်သူတွေရဲ့အောင်ပွဲကိုရစေလိမ့်မယ်။စင်ကာပူကလီကွမ်ယူကို စာနယ်သင်းသမားတယောက်ကအင်တာဗျူးတစ်ခုမေးဘူးပါတယ်။တယောက်ကစင်ကာပူကိုတိုက်ရင်ဘယ်လိုလုပ်မလဲတဲ့။လီကွမ်ယူက တခွန်းပဲဖြေပါတယ်။ တရုတ်ကစင်ကာပူကိုတိုက်ရင်ခဏနဲ့ကြသွားမှာပေါ့ဒါပေမဲ့တိုက်ရဲလာတဲ့စင်ကာပူကဗန္နာယီထိကျိမ့်နဲ့မိုးထပါတယ်ကမ္ဘာစတောတာမြောက်ဗန္နာယီပခုကစင်ကာပူမှာရှိပါတယ်ကမ္ဘာလုံးငငွေတွေဟာစင်ကာပူမှာစီးဆင်းပါတယ်အကယ်၍စင်ကာပူကြသွားရင်စင်ကာပူတနိုင်ငံတည်းနဲ့ရှင်းရမှာမဟုတ်ပါဘူးကမ္ဘာလုံးနဲ့ရှင်းရမှာဖြစ်ပါတယ်ဒါကြောင့်ပြန်မေးလိုက်တာက တိုက်ရဲရဲလာတဲ့။ဘာလက်နက်မှကင်မထားတဲ့ရတဆိုးရစီကနေစစ်တပ်ကအာနာသိမ့်လိုက်တာခဏလေးနဲ့ပြီးသွားပါတယ်။အာနာသိမ့်တာလွယ်ပါတယ်။အာနာသိမ့်ပြီးရင် အာနာကိုဘလို့သုံးပြီးတိုင်းပြည်ကိုတည်ငြိမ်အောင်လုပ်မလဲ။ပုံမှန်ချင်းတွေတိုင်းလဲပတ်အောင်ဘလို့အုပ်ချုပ်စီမံမလဲဆိုတာကခက်ပါတယ်။အုပ်ချုပ်ရေးအမှုပညာဟာတိမ်မယောင်နဲ့နဲ့လွယ်မယောင်နဲ့ခက်တတ်ပါတယ်။ ဒါကိုနားမလဲပဲလက်နက်ကင်ထားရင်ဘိုးရခင်ကဘိုးနေဝင်းအုပ်ချုပ်တယ်လို့ဘိုးတန်းရွှေအုပ်ချုပ်တယ်လို့အုပ်ချုပ်လို့ရမယ်ထင်နေတာကတော့ခင်နောက်ပြန်ဆွဲနေတဲ့တကြားအိုဖြစ်ကြောင်းသက်သေပြနေပါတယ်အချင်းတွေကိုနှိုင်းရှင်လိလာ သုံးသက်ချင်းအားနေကြောင်းတိတာလွန်နေပါတယ်စစ်ကောင်စီရဲ့အတိနုံနေခြင်းကပဲ ပြည်သူတွေရဲ့အားသာချက် ဖြစ်လာပါလိမ့်မယ်အခုကြည့်ပါ ာနာသိမ့်ရတာတမနဲ့ထဲနဲ့ပြီးစီးသလောက်အာနာသိမ့်ပြီးရင် နောက်ဆက်တွဲလိုရမယ့်ကိစ္စတွေကိုစစ်ကောင်စီကမနိုင်မနှင်းဖြစ်နေပါတယ်။ကိစ္စတိုင်းဟာသူ့အတွက် အရေးကြီးနေပါတယ်။လက်နက်သားကင်တက်ပြီးအကြောက်တရားနဲ့ဖိနှိပ်အုပ်ချုပ်တဲ့ရာရာတိုင်းမှာလှုပ်လှုပ်ရမယ်လို့ထင်နေတာကအမှားပါပဲ။စစ်ကောင်စီဟာအာနာသိမ့်ရဲ့လို့တိမ့်ခဲ့ပြီးပါပြီ။ပြဿနာတွေရှင်းရဖို့လိုပါတယ်။ ပြဿနာတွေရှင်းနိုင်ဖို့လိုပါတယ်မရှင်းနိုင်ရင်တော့ကိုရှူးကိုပတ်ကိုလဲပင်ကိုကိုဂျိုးကွင်းစွမိမှာပါပဲစစ်ကောင်စီဟာပထွေးတရုတ်နဲ့ရုရှားကိုအားကိုလွန်ပြီးအလွန်ကျွံမှီတဲ့ပြုတ်နေပါတယ်အလွန်ကျွံမှီတဲ့ပြုတ်နေခြင်းကပဲစစ်ကောင်စီရဲ့အားနည်းချက်ဖြစ်ပါတယ်အာဏာသိမ်းလိုက်ခြင်းအပြင်ဒီကျုပ်ပါတီနဲ့သာရှင်းရမှာမဟုတ်ပါဘူးတနိုင်ငံလုံးနဲ့ရှင်းရမှာပါအခုတော့ ်တနိုင်ငံလုံးတောင်မကတော့ပါဘူးပြည်ပရောက်မြမာတွေရဲ့စန်းစတွေဟာငေါငေါကြီးပေါ်ထွက်လာပြီး ထိုးထောင်ထနေတာအမခံပါပဲမြမာတွေရဲ့ကဘာပေါက်အောင် စွမ်းဆောင်နိုင်မှုတွေဟာတလကျော်ကာလာလေးအတွင်းမှာ အောင်ပွဲခံနိုင်ခဲ့တာတွေအများကြီးပါ အာနာသိန်းစားကဒီကျုပ်ရဲ့ခေါင်းဆောင်ပိုင်းနဲ့တခြားအထင်ကရနိုင်ငံရေးသမားတွေကိုထိမ့်လိုက်ုံနဲ့ခေါင်းဆောင်ပြောက်ပြီး ဘာမှမလုပ်နိုင်မကင်နိုင်ဖြစ်ပြီးတော့ငိမ့်နေလိမ့်မယ်လို့စစ်ကောင်စီကထင်ပါတယ်။အခုတော့စစ်ကောင်စီရဲ့တွက်ကိန်းတွေလွဲချောင်းမှားချောင်းပြည်သူကတက်တည် ပြလိုက်ပါပြီ။ပြည်သူတွေထဲမှာ power reset လုပ်ထားတဲ့ရပုံသည်လူစွမ်းကောင်းတွေညောင်များစွာရှိကြောင်းဒီနေ့ဖြစ်ရက်တွေကတက်တည် ပြလိုက်တာပါပဲခမညာ။ mendi